ဒီနေ့မှာတော့ MLBB မိုဘိုင်းလေဂျန်ဘန်ဘန်အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်တခါတုန်းက2016မှာထွက်ရှိလာတဲ့ Fiverr ဆိုင် Mobile Mobile Game တစ်ခုပေါ့ယူရှင်ဘီဆွဲလန်းစရာအကောင်းဆုံး gameplay တစ်ခုနဲ့လူငယ်တွေကြားမှာနေရာယူခဲ့တယ်အဲ့အချိန်စကင်မရှိရုံကအချိန်တော့မှတတိယမြည်ရယ်ဘရိုကတတိယမြည်လာဒါပေမဲ့အခုတော့ MLBB က game account တစ်ခုဖြစ်ဖို့အတွက်ရောင်းအားအကောင်းဆုံး app တစ်ခုလို့ဖြစ်နေပါတယ် market တွေမှာ skin တွေကိုထိုးယွမ်းတော့မျိုးတွေဖြစ်လာတယ်။တလောက်ကိုပုံမှန်အဖြစ် event structure နှစ်ခုလောက်လာတယ်။ main event နှစ်ခုအသေးစား event 6ခုကနေ10ခုလောက်ထိလာတယ်။ဒါပေမဲ့ moon 3ကတော့ကျွန်တော်တို့လိုချင်တဲ့ security system ကိုလုံးဝ view မဆိုင်ခဲ့ပါဘူး။ script layer တွေ move layer တွေညင်ဘူးမှာပါ။ပြီးလို့ရှိရင်တချို့ rank တွေမှာဆိုလို့ရှိရင်ထပ်သုံးပြီးမှ main street တွေထိန်းတာမျိုးတွေရှိရပါဒါရီဘယ်လားဆိုတော့လည်းမဟုတ်ဘူး CS Team ကြီးကလည်းပြဿနာတင်လိုက်လို့ရှိရင် auto reply နေနဲ့ ဒီလိုဒီလိုစာပြန်နေပေါ့နော် human စာပြန်တော့လဲကြာတယ်အဖြေမရပဲနဲ့တချို့တော့ case တွေဆိုလို့ရှိရင် close ဖြစ်သွားမျိုးတွေပါရှိတယ်အစိုးဆုံးကတော့ skin ထုတ်တဲ့အခါမှာဒေါ်လာ100ရောင်ကြာတယ် color brace skin တွေ color ta skin တွေ epic skin တွေကိုထုတ်တယ်ဒါပေမဲ့တခုတော့ရှိတယ် white line နေနဲ့ effect တွေတော့နည်းနည်းပြောင်းလဲလာတယ်လို့ပြောလို့ရတယ်ပြောင်းလဲလာတယ်လို့ဒါပြောရတာပါပေါ့ဖို့ gain လောက်တော့မှမလောက်ဘူးလို့ပြောရမယ်အဲ့ဒါကြောင့် MBB ကိုလလပပစကင်ဒီ ဝယ်လို့ရတဲ့ app လို့တော့ပြောလို့ရတယ်။တနည်းအားဖြင့် online shopping app လိုမျိုးပေါ့။ဂိမ်းကစားရတာ fan ဖြစ်လားဆိုတော့လေ no skin တွေဝယ်ငွေကုန်တိကျခံပြီးမှ customer service နဲ့ security လိုဖြစ်နေရဆိုလို့ရှိရင်ခင်ဗျားတို့အဆင်ပြေလား။ကျွန်တော်တော့ဘလို့မှအဆင်မပြေဘူး။အခုကျွန်တော်ပြောသွားတာတွေကို bro တို့ကဘလို့မြင်လဲဆိုတဲ့ဟာကို comment လေးမှာရှင်းပြပေးလို့ရပါတယ်။ See you next guy. 4G out of sets on a truck. One to the kidney, two to the